end, no one can say when the soldiers are coming to carry them away. The Chinese want a road, the French want the oil. The Thais take the timber, and Slork takes the spoils. In the quiet land, in the quiet land, no one can hear what is silenced by murder and covered up with fear. But despite what is forced, freedom's a sound that liars can't fake. and no shouting can drown. Thank you. Thank you, Kim. ဟုတ်ကဲ့ပါကြပြားရွတ်စွပြီးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီကြပြားလေးကိုကျွန်တော်တို့အဲအနေနဲ့ရရက်ကပြည်သူတွေပို့ပြီးတော့နားလည်သွားအောင်သွားရအောင်ကျွန်တော်တို့မြန်မာဘာရှင်းနဲ့ပြန်ဆိုပေးမယ့်အစီအစဉ်ရှိပါတယ်အဲအဲ့ဒီအစီအစဉ်အတွက်အန်တီမင်ဝင်းမောင်ကိုဖိတ်ခေါ်ပြရစီခင်ဗျာအဲ့တော့ကျွန်တော်တို့ခုန အမေတော်ဆန်းစုကြည်ရဲ့တားဖြစ်သူကကြပြတပုတ်ရွတ်ခဲ့ပါတယ်အဲ့ဒီကြပြကရောကျွန်တော်တို့တားအမေနဲ့ဝေးနေတဲ့တားတယောက်ကရွတ်တဲ့ကြပြကဘယ်လိုအတိတ်ပဲမျိုးတွေစောင်းနေအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုကျွန်တော်တို့အခုအဲအန်ဒီမေဝင်းမောင်ကနေပြီးတော့ဘာသာပြန်မြန်မာဘာရှင်းနဲ့ပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်အန်ဒီဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါအားလုံးမင်္ဂလာပါဒီနေ့ဟာအားလုံးသိကြချစ်ခင်ကြတဲ့ ကျမတို့တိုင်းပြည်လွတ်လပ်ရေးအတွက်အသက်ပေးပြီးကြိုးပမ်းသွားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအမေစုခေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူခင်နဲ့မမစုကိုချစ်ကြတဲ့မိမာရီအားလုံးစုပေါင်းပြီးတော့ဂျုံလာမှာကြားရောက်မဲ့မမစုရဲ့80ပြည့်မွေးနေ့ထိအမှတ်ကင်ပိန်းကိုဆင်နွှဲကြတဲ့အလွန်မင်္ဂလာရှိတဲ့နေ့ဖြစ်ပါတယ်ရှင်။ဒီကင်ပိန်းမှာပါဝင်ခွင့်ရတဲ့အတွက်အလွန်ပဲဂုဏ်ယူမှုများပါပါတယ်။မမစုဟာမြန်မာပြည်နဲ့မြန်မာပြည်ပြည်သားတွေကိုဘလောက်ချစ်တယ်လဲဆိုတာ သူ့ရဲ့ဘဝမှာနှစ်ပေါင်းများစွာအနစ်နာခံပြီးအခုချိန်ထိသူ့ရဲ့ကိုကြိုးအားလုံးကိုစွန့်လွတ်ပြီးနေထိုင်နေခဲ့နေထိုင်နေစေဖြစ်ပါတယ်။ဒါကိုကျမတို့အားလုံးသိလဲသိသူ့ကိုလည်းအလွန်လေးစားချစ်ခင်ကြလို့အခုလိုကမ်ပိန်းမှာပါဝင်ဆင်နွှဲနေကြတာဖြစ်ပါတယ်ရှင်။စတင်ပြီးဒီအစီအစဉ်အစီအစဉ်ကိုအကောင့်ထဲပို့ဖို့စီစဉ်ခဲ့တဲ့မမဆုကိုချစ်တဲ့ကင်နဲ့တကွာအစစအရာရာကူညီဆောင်ရွက်ပေးနေတဲ့ကိုကိုအဲရစ်ကိုရဲအောင်နဲ့အတူပါဝင်ကူညီကြသူအားလုံး ကြည့်ရှုပေးနေကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အခုကျမရဲ့အစီအစဉ်မှာကင်ဖတ်ပြသွားတဲ့ In the Quiet Land ကြပါကိုကျမမြန်မာလိုဘာသာပြန်ထားတာကိုပထမဆုံးဖတ်ပြခြင်းပါတယ်။နှုတ်ဆွတဲ့မြေမာလို့အမည်ပေးထားပါတယ်။ရုပ်ဝတ်ချက်တွေကို ပြန်ရောင်းစားဖို့အတွက်ဘသူတွေက နားထောင်နေတယ်ဆိုတာနှုတ်ဆွတဲ့မြေမာပြောရတဲ့သူမရှိပါဘူး။သတင်းပေးတွေကိုတိုင်းပြည်ရဲ့သွေးတွေနဲ့ပေးချေနေရပြီး အာနာရှင်တွေမကြိုက်တာကိုလေသူတို့ရဲ့ဓာတ်ကိုကြောက်နေရလို့ဘသူကမှဘာမှမပြောရဲကြပါဘူးနှုတ်ဆွတဲ့မြေမြမပြေမှာဘသူမှကြဲလောင်စွာ တွေးတောခြင်းကြဲလောင်စွာရီမောခြင်းမပြုကြပါဘူးနှုတ်ဆွတဲ့မြေမြမပြေမှာလူအုပ်ကြီးရဲ့တိတ်ဆိတ်နှုတ်ဆွနေတဲ့ကိုအကျယ်ကြီးကြားနိုင်ပါတယ်နှုတ်ဆွတဲ့မြေမှာဘယ်အချိန်မှစစ်သားတွေလာပြီး တို့ကိုခေါ်သွားမယ်ဆိုတာဘယ်သူမှမပြောနိုင်ပါဘူးလမ်းတွေဖောက်ချင်နေတဲ့တရုတ်ရေနံတွေလိုချင်နေတဲ့ပြင်သစ်ကျွန်းသစ်တွေကိုယူသွားတဲ့ရိုးတရားတို့အားလုံးစီကနေအကျိုးအမြတ်ယူသူက slog နှုတ်ဆွန်တဲ့မြေမှာနှုတ်ဆွန်တဲ့မြေမှာတပ်ဖြတ်မှုတွေနဲ့ငြိမ်သက်စီပြီးကြောက်ရွံ့စီမှုတွေနဲ့ဖုံးအုပ်ထားတာတွေကိုဘယ်သူမှကြားနိုင်စွာမရှိကြပါဘူးဒါပေမဲ့ ဘလို့ပဲချင်းချောက်နှိတ်ကုတ်ထားပါစေလွတ်လပ်ရေးအတွက်ကြွေးကြော်တန်တွေကတော့အရရှိမျက်နာကနေကြားနိုင်ပါလေလူလိန်လူညာတွေဟာဟန်ဆောင်လို့မရနိုင်သလိုပြည်သူတွေရဲ့ရင်တွင်းဆန္ဒဟစ်ကြွေးမှုတွေကိုလည်းတားဆီးပိတ်ပင် ဖုံးကွယ်ထားလို့မရနိုင်ပါဘူးအခုဆက်လက်ပြီးမြန်မာပြန်ထားတာကိုကြ བྱ ားအဖြစ်ပြန်ရေးထားတာကိုဖတ်ပြခြင်းပါတယ်ကြ བྱ ားရဲ့အမိကိုနှုတ်ဆွန်တော်မြေလို့အမိပေးထားပါတယ် နှုတ်ဆွန့်တော်မည်နှုတ်ဆွန့်တော်မည်ပြောရဲပေဘူးညှို့ဝှက်မှုများပြန်ရောက်စားရန်ထောင်နာဆိုင်နေဘသူတွေများရှိနေသလားသိနိုင်냐ပေသတင်းပေးဝီဖြတ်နေသူအားရှင်းကများမလီပြည့်သွေးတွေနှင့်နှုတ်ဆွန့်မည်မှဉာဏ်ပီကလေညီသူတွေမှမဟာရေးပေကြောက်နေဓာက အာနာရှင်ထံမှကျေစွာတွေးတော်ရေမောခြင်းလေပြည်သူတဲမှ ပြုရဲသူမရှိနှုတ်ဆွန်ပါ၏တိတ်ဆိတ်မှုကြီးမြည်ဟီးနေသံကြားရပြန်မည်မြမာပြည်ဤနှုတ်ဆွန်သည့်မြေတတွေမြမာပြည်ဤနှုတ်ဆွန်သည့်မြေတပေပေဘဲချိန်လာလို့စစ်သားတို့ကခေါ်လို့သွားမည်မတိနိုင်ပြီ ညီညီတိတ်ဆိတ်ထိုမြေရိပ်မှာတရုတ်ကလန်းရေနံကပြင်သစ်ကျွန်းသစ်တွေကယိုရီယာယူလီသူနှင့်ယူလိုသူကြားအမျက်များရစလော့တွေသာပါနှုတ်ဆွန်မြေမှာငိမ့်သက်နေကြတပ်မှုတွေနဲ့ထိတ်လန့်မှုကြားဖုံးအုပ်ထားနေညီသူတွေမှ မကြားရပြီချင်းချောက်ပါစီနှုတ် နှိတ်ကွ့နေလေကျွေးကြော်မြဲပြီးလွတ်လပ်စီဖို့ညာနေသူတွေဟန်ဆောင်နေစဉ်ရှစ်ခွေမိုးထံချိန်ချိန်ညာကျေးဇူးတင်ပါတယ်အခုနောက်ဆုံးကျမရဲ့အစီအစဉ်မှာချုပ်နောက်ခံထားရတဲ့မမစုအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းရင်းသူ့ရဲ့ဂျူလာမှာကြားရောက်မဲ့မွေးနေ့အတွက်အကျိုးအနည်းနဲ့80ပြည့်မွေးနေ့ဆိုတော့ ပြာလေးကိုဖတ်ပြခြင်းပါရှင်80ပြည့်ဝင်းနေ80ပြည့်မြောက်တက်ရောက်ခါလာပြည်မြမာတွင် နေထိုင်ရှင်သန်ဇွဲမှန်ပြင်းပြစွန့်ခြင်းများနှင့်မိသားစုရေးကိုအေးထက်ပြည်ရေးပြည်ရာရည်မျောကာနှင့်လွတ်လပ်ခွင့်တို့စွန့်ချင်ကားသာကြာရှည်ကြာညောင်းနှစ်ပေါင်းများစွာ စီတာချုံနောင်ပိတ်လောင်ကာထားဗျာမများပဲတီးခံစဲပင်ရင်တဲဝင်ရောက်မထိုးဖောက်နိုင်ကြန့်ခိုင်စိတ်ထားဓမ္မအားဖြင့်ငွားငွားဆွင့်ဆွင့်ပွင့်လျက်မြစ်တာစင်ဝေဖြာသည်ပြီးသူသည်သာအခရာဟုမမစုကစွဲကင်ပြထားမွေးနေများစွာကြော်ဖြတ်ခါသာဇွဲတန်စွာဖြင့် ဖန်ပန်ရောက်ရှိနှွဲကြသည့်ပွဲလက်ကိုတွဲ၍စုပံမြဲမှုရင်ထဲအေးကငိမ့်ပါစေလူငိမ့်ချမ်းသာခွင့်သာစေလက်ချင်းတွဲကနှွဲနိုင်စေကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာအတဲအမတန်ကူမှအထိပယ်ပြေးသွားတဲ့ကြပြလေးတွေကိုပါဝင်အားဖြင့်ရင်းနဲ့ကျွန်တော်တို့ဒီနေ့ကမ်မိန်းဖွင့်ပွဲအစီအစဉ်မှာ ပါဝင်ပေးတဲ့အဒီမွေးမောင်ကိုအားလုံးရဲ့ကိုစားအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ